ဗီးဖို့ဆိုတာပါလဲကျွန်တော်တို့ YouTube မှာ music video တွေကြည့်လို့ရှိရင်ဒီဘယ်ဘက်အောက်နာလေးမှာဗီးဖို့ဆိုတဲ့စာတန်းကိုတတိခါမြင်မှာပေါ့ music video 10ခုလောက်ပါဗျာ9ခုလောက်ပါအဲ့ဒီဗီးဖို့ဆိုတဲ့စာတန်းပါလဲဗီးဖို့ဆိုတာပါလဲဆိုတော့ကျွန်တော်တို့ဒီ premium music video တွေကို producer လုပ်ပေးနေတဲ့ကမ္ဘာအကြီးဆုံး music video producer အဖွဲ့အစည်းတစ်ခုပဲပေါ့နော်ကုမ္ပဏီတစ်ခုပေါ့ဗီးဖို့ဆိုတဲ့အဓိပ္ပာယ်က music video revolution ဆိုတဲ့စကားလုံးကနေအတူကောက်ယူထားတာပေါ့နော် vivo အောက်မှာဘာတွေပါလဲဆိုတော့ဒီ universal music group ရယ် sony music entertainment ရယ် alphabet inc နဲ့ဒီ warner music group လို့ပါတာပေါ့နော်သူကဘယ်တော့ဆားလာလဲဆိုတော့2009ခုနှစ်မှာဒီ universal music group က vivo llc ဆိုပြီးတော့စတင်တည်ထောင်ခဲ့တာပေါ့နောက်သိမ်းကြဘူး2009ခုနှစ်ထဲမှာပဲ google ရဲ့ဘီယင်းကုမ္ပဏီဒီ alphabet inc လည်းပါလာတယ်2009နှစ်ကုန်ပိုင်းလောက်မှာဒီ Sony Music Entertainment ကလည်း share ပါလာလို့ပေါ့နော် Vivo ကကျွန်တော်တို့ဒီ2010လောက်တော့မှာသူကကိုယ်ပိုင် streaming လွှင့်တာပေါ့နော်ကိုယ်ပိုင် website နဲ့ streaming တွေလွှင့်တယ်ဒါ YouTube မှာလည်းတင်တယ်ဒီ application provider တချို့နဲ့လက်တွဲပြီးတော့ဒီ smart TV တွေမှာလည်း application အနေနဲ့သူပါသေးတာပေါ့နော်အဲ့ဒီတော့ကဒီ Vivo ရဲ့အဓိကရည်ရချက်က music video လောကမှာ Netflix လို့သူကဖြစ်နေတာဆိုတော့သူ music video တွေကို subscribe လုပ်ပြီးတော့ကြည့်ရတာပေါ့ ဒါပေမဲ့ YouTube မှာလည်းတင်ထားတဲ့အတွက်လူတွေက YouTube မှာပဲ free ကြည့်ကြတာများတယ်။ကြော်ညာလေးရှိပေမဲ့ဒီ free ကြည့်ရတဲ့အတွက် YouTube မှာပဲ viewer များနေတာပေါ့။ Vivo ရဲ့ကိုယ်ပိုင်ဆွေးမင်းတွေကလည်းဒီ subscriber တိတ်မရှိတော့အများဆုံးကလည်းတီးတလားမရှိဘူး။အဲ့ဒီတော့ YouTube ကဝင်လာတယ် Vivo နဲ့ညှိနှိုင်းတယ်ဒီ Sony ကရေနံတထေးတွေပါဝင်ထားတဲ့ share တွေကိုပြန်ပေးလိုက်တယ်။ Vivo ကိုပြန်ဖွဲ့စည်းတယ်။2016မှာဒီ Wanna Music Group နဲ့တချင်း license သဘောတူညီချက်တွေစာချုပ်ချုပ်တော့ဗောနော်ဆိုတော့ ဘေဖို့မှာကမ္ဘာအကြီးဆုံး music record company ၃ခုလုံးပါသွားပြီ2018မှာဒီ Vivo ရဲ့ကိုပိုင်ဆွေးနွေး site တွေ mobile application တွေအကုန်နှီးပါပေါ့ဖြတ်သိမ်းလိုက်ပြီးတော့ဒီ YouTube မှာပဲတည်တက်တင်တော့တယ် YouTube တစ်ခုတည်းဟိုပဲအယုံစားတော့တယ်အခု YouTube မှာ view အများဆုံး music video ကဒီ Vivo ကထုတ်ခဲ့တဲ့ Despacito ဆိုတဲ့ဒီ music video ပဲပေါ့နော်2018ခုနှစ်မှာ YouTube မှာစတင်ခဲ့ပြီးတော့အခု8.82 billion view ရှိတယ်2018 April လမှာ ဒီဆက်ကျော်သက် hacker နှစ်ယောက်လို့ယူဆထားရတဲ့ကောင်လေးနှစ်ယောက်ပေါ့နော်သူက profile နံပါတ်နှစ်ခုနဲ့ဒီ YouTube ကိုဟတ်သွားတယ်အဲ့ဒီမှာ Despacito ရဲ့ကာပါကိုပြောင်းလိုက်ပြီးတော့ဒီ Free Palestine ဆိုတဲ့စာသားကိုလည်းသူတို့ရေးသွားခဲ့တယ်ပြီးတော့ Vivo ကိုလိပ်စာမှုပြီးတော့သူ message တစ်ဆောင်ပို့ခဲ့တယ် message ထဲမှာမင်းရဲ့ site ကိုအခြားသူတွေထိန်းချုပ်မှုအောက်မျောက်စေဖို့နဲ့အခုလိုဟတ်တာ Just for Fun ပဲဖြစ်ကြောင်းမင်းကိုထိခိုက်စေခြင်းရဲ့ဗီဒီယိုတွေကိုဖျက်ပစ်လို့ရကြောင်းအခု Despacito ကိုလည်း ကဘာပြားအောင်ပြောင်းလာပြီးတော့မဖြတ်ထားပါကြောင်းဆက်ဖြစ် message ထဲမှာရေးထားလာတွေ့ရတာပေါ့နော်ဟက်ကာတွေကဒီ Vivo ရဲ့3 terabyte ပမာဏရှိတဲ့ဒီ music video တွေကို control လုပ်နိုင်ခဲ့တာအဲ့တော့ဒါပေမဲ့မကြခင်ပါပဲဆိုပိုက်ရှင်တွေကိုပြန်ပေးခဲ့တာပေါ့နော်ဒါကတော့မှတ်မှတ်ရဖြစ်ပေါ့နော် Despacito ကဒီ music video ထဲမှာ view အများဆုံးပဲ YouTube တစ်ခုလုံးမှာဆိုရင်ဒုတိယ view ကအများဆုံးအတူရှိမှာ16.3 million view နဲ့ဒီ baby shark dance ပဲရှိတော့တာပေါ့နော် ောက်တစ်ခုက Vivo Music Video တွေထဲမှာ24နာရီအတွင်း view အများဆုံးစံချိန်ကဒီ Taylor Swift ရဲ့ Me က65.2 million နဲ့ထိတ်ဆုံးမှာရှိနေတာပေါ့နော်ဒီ YouTube မှာ24နာရီအတွင်း view အများဆုံး Music Video ကကိုရီးယား BTS အဖွဲ့ရဲ့ Better ဆိုတဲ့ဒီ Music Video ပေါ့နော်108.2 million view နဲ့သူက record ချိန်ထားတယ်အဲ့ဒါကတော့သူကဟို Vivo ကထုတ်တာမဟုတ်ဘူးကိုရီးယားထုတ်တာကိုရီးယား agency တကူကထုတ်တာပေါ့နော်ဒါကတော့ဘူးထုတ်တာပေါ့ထားလိုက်တော့အခု Vivo က ဟို YouTube ရဲ့ strategy တွေနဲ့အတူတူအောင်မြင်လာတယ်လို့ပြောလို့ရတော့ဗောနော်ပရီးမီးယား music video တွေဖန်တီးတယ် high end ကြော်ညာရှင်တွေကိုဆွဲဆောင်တယ်အဲ့ဒီချိန်အစားပြီးအမျက်ဆုံးလဲဟိုတိတိတာပြန်ရလာတော့ဗောနော်အဓိကဝင်ဝင်ရသည်ကြော်ညာတွေကရလာ YouTube ကကြော်ညာဝင်ဝင်ရဲ့ပမာဏချိုးကိုယူပြီးကျန်တာ Vivo ကိုခွဲပေးတယ် Vivo ကအမှုပညာရှင်တွေကို90ရာခိုင်နှုန်းဒါမှမဟုတ်90ရာခိုင်နှုန်းထက်ပိုတဲ့ပမာဏကိုပြန်ခွဲပေးတာဗောနော်အခုဆိုရင် Vivo က music video ပေါင်း1 million လောက်ကိုသူကထုတ်ခဲ့ပြီးပြီဒလောက်ပုံမှန် view က22 billion လောက်ရှိတယ်နေကုန်ချောင်းရရင်တော့အကုန်လုံး win-win situation ပဲပေါ့နော်ဒီ end user တွေဖြစ်တဲ့ကျွန်တော်တို့လည်းဒီ music video တွေကို free ကြည့်ရတယ် platform ဖြစ်တဲ့ YouTube လည်းအမြတ်ရတယ်ကြော်ညာရှင်တွေလည်းဟို view အများလို့အဆင်ပြေတယ်ပေါ့နော် producer ဖြစ်တဲ့ Vivo နဲ့ဒီဖန်တီးရှင်လူပညာရှင်တွေလည်းအကျိုးများခံစားရတယ်အခုနောက်ဆုံးသတင်းလေးတစ်ခုပြောလိုက်အောင်ပဲဒီအဲ့ဒါတော့ဒီနှစ်ပေါင်း44နှစ်ပေါ့နော်ကြာပြီဖြစ်တဲ့နာမည်ကြီး MTV channel ကဒီလထဲမှာဖျက်သိမ်းလိုက်ပြီဆိုတော့ MTV လောကမှာ Vivo တခုပဲကြံတော့တာပေါ့เนาะဆိုတော့ Vivo ကတော့ဒီ80အောက်ပင်ဖို့ပဲရှိတော့တာပေါ့